အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကအားလုံးပဲမင်္ဂလာပါဒီကိုကျွန်တော်ကဒီဟာဒုတိယဖိုင်ပေါ့နော်ဒီဒုတိယဖိုင်မှာတော့ကျွန်တော်ကရွေးချယ်ထားတာ9ပွဲရှိတယ်ပေါ့နော်စပိန်နာလီဂါပွဲစဉ်တွေဖြစ်တဲ့အက်စပန်ယိုနဲ့အက်တလတီကိုမက်ဒရစ်အလာဗက်နဲ့ဘယ်လ်ကာနိုရီယယ်မက်ဒရစ်နဲ့လီဗန်နဲ့ပေါ့နော်စီးရီးယားမှာဆိုရင်ဂျူပီတာနဲ့ဂျီနိုအားလက်ချီနာရိုမာကိုမိုနဲ့အမ်ပိုလီဗနက်စီယာနဲ့ကျွန်တော်ဘိုလော့ညာတို့ပွဲစဉ်တွေဖြစ်တယ်ပေါ့နော်အခုပထမဆုံးအနေနဲ့အက်စပန်ယိုနဲ့ ဒီကိုကိုပွဲစံမှာနော်ဒီပွဲစံမှာတော့ဒီကိုကတလုံး300ဆန်တန်းအဝေးကွင်းကနေပေးထားတယ်ပေါ့နော်ဂူးကုန်းကြီးကနှလုံး90ရှုံဒါလေးကစားတင်ကြီးတွေဖြစ်တာပေါ့နော်ဆေးအနေထားကြည့်မယ်ဆိုလို့ရှိရင်တော့အင်ရှင်အသင်းဖြစ်တဲ့အစပန်းရောအစင်15မှာရှိတယ်နဖန်နဲ့ရှင်မှာရထားတာပေါ့နော်လာလီကမှာ73မှာရှုံထားတယ်ဗျာဒီကိုကတော့ကျွန်တော်တို့အစင်3မှာရှိတယ်လာလီကမှာ၄ဘွယ်ရှုံထားတယ်ပေါ့နော်။ဒါချန်ပီယံလိဝင်ဖို့တနေရာမှာရှိနေတဲ့အတင်းတင်းပေါ့ဗျာ။ ဒီနဲ့တင်းရဲ့ပထမအကျော်တော့ကတော့ဇီးဇီးဆိုရယလာနဲ့တီကိုကွင်းမှာပြီးရတာတွေ့ရတာပေါ့နော်လက်ရှိကျွန်တော်တို့အစပန်းရောအတင်းရဲ့အိမ်ဝင်ကားဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်တော့နှစ်ပွဲနိုင်၃ဘွဲတည်ရှိပါတယ်တည်ကြတဲ့အတင်းတွေကတော့လီဂန်နဲ့ရှိမယ်ကျွန်တော်ဘီလ်ဘာကိုရှိမယ်ပေါ့နော်ပြီးရင်ဂျီရိုနာရှိမယ်ပေါ့ဗျာဂိုးတွေတော့ပြန်ခွင့်ပြုနေရတာတွေ့ရတယ်နောက်တန်းနဲ့ problem ရှိရပေါ့နော် ဒါပေမဲ့ဒီအတင်းကကိုတော့ကိုရပြီဆိုတော့တော်တော်လေးကျွန်တော်နောက်တန်းကို Facebook ပြီးဆော့တယ်ပေါ့နော်ဒီကိုကြည့်ရမှာဆိုလို့ရှိရင်တီကိုရဝေဝင်ကားဖောင်၅ဘွဲ့ကြည့်မယ်ဆိုလို့ရှိရင်နော်နှစ်ဘွဲ့နိုင်တစ်ဘွဲ့တည်းနှစ်ဘွဲ့ရှုံးပေါ့နော်နိုင်တော့ဘာစီလိုနော်2ဘွဲ့နဲ့နိုင်တယ်ဘလန်ချီအောင်3ဘွဲ့နဲ့နိုင်တာရှုံးတာလီလန်းနဲ့နဲ့ဂီတာဖေးကိုရှုံးထားတာတွေ့ရတယ်ဒီဘွဲ့စင်မှာကော်ရဲရာပေါ့နော်ကျွန်တော်ဒီတီကိုရကစားသမားကော်ရဲရာဘွဲ့ဖက်တိုင်းရှိတယ်ပေါ့ဗျာ ဟတ်တူဟတ်အနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံးကြောက်ရတဲ့9ချိန်ကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီကိုအတင်းက2ချိန်နိုင်ထားတဲ့3ချိန်ကတည်ရကြထားတဲ့5ပေါ3ချိန်5အောင်2ချိန်ကြာထားတာတွေ့ရတယ်ပေါ့နော်ဟတ်တူဟတ်အနေထားလေးတွေကိုပြောပြတာပါဒီပွဲစဉ်ကိုတော့ကျွန်တော် wins ဘက်မှာကြည့်မှာဆိုရင် wins မှာဖွင့်ထားတဲ့ button to score yes ကိုကြည့်မှာဆိုရင် yes ကိုရရမှာဆိုရင်ကျွန်တော်တို့1000ဝိုင်းပေါ့နော်1000ဝိုင်းရမှာပေါ့နော်တစားတစားကြော်ကြော်လောက်ရမှာဗျာ နိုးရိုက်မယ်ဆိုရင်တော့ကျွန်တော်အနည်းဆုံး1000လောက်600လောက်တော့မြတ်မယ်။မိနစ်90အတွက်တော့အနည်းဆုံးကျွန်တော်ဖြစ်မှ9ပေါင်းကြီးကိုကြည့်မယ်ဆိုရင်နှလုံးထက်မပိုဘူးဆိုတဲ့ခြေဖွင့်ထားတာဗျာ။ပြီးရင်ကျွန်တော်တို့ဒီအစွမ်းညွန်အကျဉ်းကလုံးဝကိုမရဘူးဆိုမှတို့တွတ်ထားတယ်။ပြီးရင်ကျွန်တော်ဒီဘောနော်ဒီကိုအတင်းကအနည်းဆုံးတစ်လုံးနဲ့နှလုံးရှားထဲမှာထည့်မှာပဲဗျာ1စီ2စီဆိုတဲ့အတိတ်ဘဏ်မျိုးပေါ့ဗျာ။ဒီလိုဖွင့်ထားတာတွေ့ရတယ်ဒါပေမဲ့ကျွန်တော်အစွမ်းညွန်အကျဉ်းရဲ့လက်ရှိ ကာရာဖောင်ကတော့အလောင်းထိမဟုတ်အောင်တောင်မှကျွန်တော်တို့အစပန်းညိုအတင်းရဲ့အိမ်ငွေးရတာတော်တော်လေးဆွာတာတော်တော်လေးကျက်လက်တယ်ဗျဒါတော့အတိမပြုတ်ပြရမှာပေါ့နော်ကျွန်တော်လာလီယာမှာဆိုလို့ရှိရင်ကျွန်တော်တီကိုအတင်းကနောက်ဆုံးနှစ်ပွဲသက်ရှောင်းထားတာဒါဘာစီလိုနာကိုရှောင်းတယ်ပြီးရင်ဂီတာဘေးကိုရှောင်းထားတာပေါ့နော်တုံးပွဲသက်တော့မရှောင်းနိုင်ဘူးလို့တော့ထင်တယ်ဒါမှနိုင်ခဲ့ရင်လည်းကျွန်တော်တို့ပေါ့နော်ဒီအခြေရ30ထက်မပိုဘူးလို့ကျွန်တော်တော့ထင်တယ်ကျွန်တော်အဲ့ဒီအတွက်ကြောင့်ပေါ့နော်ကျွန်တော် body မှာကျွန်တော် ancient အသင်းဖြစ်တဲ့ espanol ကိုကြိုက်တယ်ဗျာ အစပိုင်းကအတင်းကြိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီပွဲစဉ်မှာဗောနောဝိုင်းစွဲရမယ့်ညကူပေါင်း3လုံးအောက်ကိုရိုက်ကြည့်ဗောနောကူပေါင်း3လုံးအောက်ကိုမရိုက်ချင်ဘူးဆိုရင်လည်း over 1.5 goal ဆိုတာကိုထိုးဖို့ကျွန်တော်အကြံဉာဏ်ပေးချင်တယ်ဗောနောဒီကပွဲစဉ်နောက်ထပ်တစ်ပွဲဖြစ်တဲ့ Alabama Real Belcano ဗောနောဒီပွဲစဉ်ကတော့ည7:00နာရီကွယ်မှာကံမယ်ဗောနောနောက်ကျပွဲပေါ့ဗျာဒီပွဲစဉ်မှာဖွင့်ထားတာတော့ Ancient Team ဖြစ်တဲ့ Alabama က level 50ရှင်ကူပေါင်းနှလုံး20နိုင်တုံးအောင်ဖွင့်ထားတယ်ဗျာ လက်ရှိဇေယအနေထားကိုကြည့်မှဆိုလို့ရှိရင်တော့ပြင်ရှင်အသင်းဖြစ်တဲ့အလာဘက်ကကျွန်တော်အဆင့်16မှာရှိရ28မှာပေါ့နော်လာလီဂါ73ဝက်ရှုံးထားပါတယ်။တန်းစင်းဆောင်ကအောက်ကလီဂါနဲ့နဲ့ရမှတ်တူတာပေါ့နော်ဂိုးကွာကွာဂိုးကွာကွာချချက်ကြောင့်ပေါ့နော်ကျွန်တော်အပေါ်အောင်ဖြစ်နေတယ်ပေါ့ဗျာ။ Rival Canoe တဲ့တော့အဆင့်9မှာရှိရ38မှာပေါ့နော် ဒီနဲ့တင်းရဲ့ပထမအကြော်တော့ငါဆော့ထားတာကြည့်မယ်ဆိုရင်နိုဘယ်ကံတော့တင်းရဲ့1လीဆိုတဲ့ရလနဲ့နိုင်ထားတယ်ပေါ့နော်လက်ရှိကျွန်တော်တို့ဒီအလာဘက်အတင်းရဲ့လက်ရှိကာဖောင်အင်ဝင်ကာဖောင်၅ဘွဲ့ကိုကြည့်မယ်ဆိုရင်တော့တပွဲနိုင်တပွဲသိရသုံးဘွဲ့ရှုံးထားပါတယ်ဒီအတင်းကတော့လုံးဝကိုအောက်ပဲဆော့တဲ့အတင်းဖြစ်နေတာတွေ့ရတယ်ဗျအင်္ဂါပွဲစဉ်နေမှာဆိုလို့ရှိရင်ကျွန်တော်ခုနှစ်ပွဲဆက်ရှိပြီဗျာကျွန်တော်ဒီရပါတော့နှလုံးမကြော်တာ ခုနှစ်ပွဲပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအဝေးဝင်အသင်းဖြစ်တဲ့ Real Belgrano ရဲ့အဝေးဝင်ကာရဖန်ကိုကြည့်မယ်ဆိုရင်သူကတော့တပွဲနိုင်တပွဲသေးရင်တပွဲရှုံးသူကလည်းဂိုးတွေခွင်းပြုနေရတာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့သူလည်းဂိုးအောက်ကိုပဲဦးတည်တယ်အဲ့ဒါကြောင့်မို့နှလုံးကို20နိုင်ဆိုမှပေးထားတာနဲ့တူပါတယ်ဗျာအပထမအကြောင်းကခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဘယ်လကန်တို့တင်း1စီးနဲ့နိုင်တယ်ပေါ့နော်ဒီနှစ်တင်းတွေ့တိုင်းကျွန်တော်တို့အများကြီးငိုအောင်ဖြစ်တာတွေ့ရတယ်ပေါ့နော်ဆိုဒီဒီ head to head အနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံးတွေ့ခဲ့တဲ့၅ချိန်မှာဆိုလို့ရှိရင် Falcano အတင်းအောင်၃ချိန်နိုင်ထားတယ်အလာဘက်အတင်းအောင်၅ချိန်နိုင်ထားတယ်တည်ရွယ်လုံးမှမရှိဘူး wins ဘက်ပေါင်ကြီးတွေကိုကြည့်ရမယ်ဆိုရင် voting to score yes ကိုရိုက်မယ်ဆိုရင်တော့ကျွန်တော်တို့တော်တော်လေးကြည့်ပေးထားတယ်ဗျ yes ကိုရိုက်မယ်ဆိုရင်ကျွန်တော်နှစ်စအကျော်ရိုက်မယ်ပေါ့နော် no ကိုရိုက်မယ်ဆိုရင်တော့ကျွန်တော်တို့1000မှာ6အမြတ်မယ် မင်းက60တော်တော်မှအနည်းဆုံးနှလုံးဖြစ်ပို့တော့မလွယ်ဘူးဆိုတော့ခြေဥ်ဖန်ထားတယ်အနည်းဆုံးတစ်လုံးနဲ့နှလုံးကြားထဲမှာမရှိမယ်ဗျာပြီးမင်းက60တော်တော်မှအလာဘက်အတင်းကအနည်းဆုံးတစ်လုံးတော့တွင်းမယ်ဆိုတော့ခြေဖွင့်ထားတယ်အိမ်ကွင်းဖောင်ကြောင်းပေါ့ဗျာပြီးလို့ရှိရင်ဘယ်ကန်တော့တင်းရတကူရပေါ့တော့ခက်ခဲမယ်ဆိုမှဖွင့်ထားတယ်ဗောနော်ရခိုင်းရင်လည်းတကူထက်မှပို့ဖို့ဗျာ111ကြီးပါဗျာဒီဘွယ်ကလို့ပုံစံခြေဖွင့်ထားတာတော့တွေးရတယ်ဗောနော် ကျွန်တော်ဒီအလာဘက်အတင်းကတော့အခုလာလီကာမှာဆိုပြန်ပွဲဆိုတော့၃ပွဲဆက်ရှုံးပွဲမရှိသေးဘူးပေါ့နော်ဘယ်လ်ကန်ကိုအတင်းကိုကြည့်မယ်ဆိုရင်ဘယ်လ်ကန်ကိုအတင်းကတော့ကျွန်တော်တို့ကိုနိုင်ပွဲပြောက်တာ၅ပွဲဆက်ရှိနေပြီပေါ့လာလီကာမှာပြန်ပွဲဆိုနိုင်ပွဲပြောက်နေကြပြီဆိုတော့ဒီပွဲစဉ်နိုင်ခဲ့ရင်လည်း1-0ပဲထင်တယ်ဗျာကျွန်တော်ကတော့ဒီပွဲစဉ်မှာအကျဉ်းဆုံးပြီးမှကျွန်တော်အာဒါဘယ်လ်ကန်ကိုဘော်ဒီကြိုက်တယ်ဗျာအောက်တင်ဖြစ်တဲ့ဘယ်လ်ကန်ကိုပေါ့နော်ဒါလည်းမကွာဘူးဒီနှစ်တင်းကအခြေခံပိုင်းပေါ့နော် ဘယ်ကနော်ဘော်ဒီချိုက်တယ်ကျွန်တော်ဝိုင်းစပယ်ရမယ်ညီကိုရာဂူဘုံတောင်းလောင်းအောက်ကိုရိုက်ကြည့်ပါနော်တေးချနောက်ထပ်ပွဲစဉ်တစ်ပွဲကိုရွေးချယ်ရမယ်ဆိုရင်တော့ Real Madrid နဲ့ Liga နဲ့တွေ့ရပွဲစဉ်ဖြစ်တယ်ပေါ့နော် Real ကတော့ခြေခပြင်းပြင်းမဲ့နှလုံး40ရှင်ဂူဘုံတောင်းလောင်း90ရှင်ဂူဘုံကြီးရဲ့ဘော်ဒီကြီးရောအတိပြင်းနေဗျာဆိုတော့ကျွန်တော်ဇာအနေထားအောင်ကြည့်မယ်ဆိုရင် Real ကတော့အဆင့်နဲ့မှရှိတယ် La Liga မှာ၄ပွဲရှင်ထားတယ်ရမ60ရထားတယ်ပေါ့နော်အင်္ဂလန်ပွဲစဉ်မှာဆိုရင်တစ်ပွဲပဲရှင်ထားတယ်နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ လီယာနဲ့ဆိုတာတန်းဆင်းဆောင်ထဲမှာရှိတဲ့အတင်းတင်းပေါ့ဗျာကျွန်တော်6ဝန်းနဲ့9ဝဲတည့်ရစတုံးမှာရှုံထားတဲ့အတင်း28မှတ်သူ့အပေါ်မှာအလာဘက်28မှတ်ပေါ့ဗျာသူ့အပေါ်မှာတော့ကျွန်တော်ဘလန်စီယာ28မှတ်ရှိမယ်ဒီနှစ်သင်းရဲ့ပထမအကြောတော့ကတော့ရီယယ်မက်တစ်က3 Z ဆိုတဲ့ရလနဲ့နိုင်ထားတယ်ပေါ့နော်ဒီဟာဒီဒီနှစ်သင်းကကျွန်တော်ထင်တဲ့2ချိန်တောင်တွေးခဲ့တယ်လို့ထင်တယ်ပေါ့နော်နှစ်ချိန်တိတိတွေးထားတယ်ဗျတပွဲကကျွန်တော်ကိုပါဒရေးမှာပေါ့နော်ရိယအတင်းကနှစ်ချိန်လုံးဝေးခွင့်တွေးထားတာဗျ လာလီဂါမှာ3စီးနဲ့နိုင်တယ်ပြီးတော့ကျွန်တော်တို့ပြန်ကိုဘာဒရင်းမှာ3 2နဲ့နိုင်ထားတာတွေ့ရတာပေါ့နော်ရီယယ်မတ်တဲ့ရဲ့လက်ရှိအိမ်ဝင်ကာရဖောင်၅ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့ရီယယ်အသင်း၄ဘွဲနိုင်တဲ့ဘွဲတည်ရေပေါ့နော်ဒါပေမဲ့ရီယယ်လည်း goal တွေခွင့်ပြုနေရတာတွေ့ရတယ် Sibila 42ပေါ့ဗျာ Napamas 41 Girona 2Z ပေါ့နော် Balkano 21ဆိုတဲ့အဓိပ္ပာယ်မျိုးတွေပေါ့ဗျာဆိုတော့ကျွန်တော်ဒီ လီဂန်အတင်းအဝေးဝင်ကာရာဖောင်၅ဘွဲ့ကိုကြည့်မယ်ဆိုရင်နှစ်ဘွဲ့တည်း၃ဘွဲ့ရှုံးအဝေးအဝေးဝင်၃ဘွဲ့သက်ရှုံးထားတယ်ဗျအဲရှုံးထားတဲ့၃ဘွဲ့မှာလည်းတကူဘက်ဂူးတွင်းထားတာတွေ့ရတယ်ပေါ့နော်ဒီအတင်းကလက်ရှိကျွန်တော်တို့အဝေးဝင်ညံ့တယ်လို့ပြောရမှာပေါ့နော်ဒီပွဲတဲ့နိုင်ကြရတော့မှာတော့ကျွန်တော်ဒီရက်အတင်းက9500ခန်းတော့ပေါ့ဗျာ head to head ကိုကြည့်ရမှာဆိုရင်တော့ head to head မှာဆိုရင်အများအား real match တက်ကပဲအသာစီးရတာတွေ့ရတယ် နောက်ဆုံး၅ချိန်မှာဆိုရီရ9ပြက်နဲ့3ချိန်နိုင်ထားတယ်ပေါ့နော်၂ချိန်တော့တည်ကြာတွေ့ရတယ်ဆက်ကျွန်တော်ဒီ wise bet ကြီးလေးမှာကြည့်ရမှာဆိုရင် wise bet ကြီးမှာဖွင့်ထားတယ် protein score yes ကိုပြထားတာဆိုရင်ကျွန်တော်နှစ်ဆပြထားတယ်ပေါ့နော် no ရိုင်းမယ်ဆိုရင်1000 900မြတ်မယ်မိနစ်90အတွက်တော့မှဒီပွဲစဉ်မှာအနည်းဆုံး3-4လောက်တော့ရောက်သွားမှဆိုတော့ခြေတော့ဖွင့်ထားတာတွေ့ရတယ် ပြီးလို့ရှိရင်မင်းကကိုယ်ကတော့တမရီယမတ်တက်ကနှလုံးနဲ့တောင်းလုံးကြားရမှာအများဆုံး၃လုံးပြီးတော့တွင်းမှာပေါ့ဗျာဒီကနေ့အတန်ရကိုမရနိုင်ဘူးဆိုတော့တို့ကဖွင့်ထားတယ်ဒီချေပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်က၃လုံးကိုတက်ရှုံးဆိုတော့ကျွန်တော်ကဘူပေါင်းအောက်ကိုနေသေးရှင်တယ်ဗျာဘူပေါင်းအောက်ကိုနေသေးရှင်တယ်ပြီးလို့ရှိရင် body မှာတော့ blue band နဲ့ပါကျွန်တော် ancient အသင်းဖြစ်တဲ့ real madrid body ပဲခြိုက်တယ်ဘာစီလိုနာလည်းကျွန်တော်ဂျားပွဲနိုင်သွားတယ်ဆိုတော့ဒီရက်20ပွဲအသေးရလို့မဖြစ်ဘူးပေါ့နော် ဒါမှမဟုတ်တခုသတိထားမှာကျွန်တော်ဒီပွဲစဉ်မှာအများကြီးလောင်ဖို့ကြံရမှာပေးချင်ပါဘူးနော်။ Horizita အပြင်နေတယ်ပေါ့နော်။ Riyat တင်အနည်းဆုံး30ရှင်းနဲ့နိုင်ဖို့လိုတယ်။ဒူးရှင်းနဲ့နိုင်မှဆိုရင်ကျွန်တော်40ရှုံးမှာပေါ့ဗျာ။အခုကတော့ကျွန်တော် Supplement Italy Series ရေပွဲစဉ်တွေကိုကြည့်ကြတာပေါ့နော်။ Como အတင်းနဲ့ Empoli တို့ပွဲစဉ်ဒါတော့9နိုင်မှာကာမက်ပွဲပေါ့ဗျာ။ဒီပွဲစဉ်မှာကိုမောတလုံး60နဲ့ကိုပေါင်းနှလုံး60ရှောင်းထုံးမှာဖွင့်ထားတာတွေ့ရတယ်။လက်ရှိကိုမောအတင်းရဲ့ဇေယမအနေထားမှာကြည့်မယ်ဆိုရင်အဆင့်73မှာရှိရပါတော့ ကျွန်တော်ဒီ Italy series ကျွန်တော်14ပွဲရှုံးထားတယ်ဗျာ Empoli အတင်းကတော့ဆင်းဆက်ရှစ်မှရှိတယ်ကျွန်တော်တန်းစင်းတောင်ထဲမှာပေါ့နော်22မှတ်သူ့အပေါ်မှာတော့လက်ချီအတင်းက25မှတ်ပေါ့ဗျာအဒီနာတင်းရဲ့ပထမအကြောကကြည့်ရမယ်ဆိုရင် Empoli အတင်းက1-0ဆိုတဲ့ရလနဲ့နိုင်တာတွေ့ရတာပေါ့နော်အရှိကုံမအတင်းရဲ့အင်ဝင်ကာရာဖောင်၅ဘက်ကိုကျွန်တော်ကြည့်လိုက်တဲ့ချိန်မှာတော့၂ဘွဲနိုင်၃ဘွဲတည်ရ၂ဘွဲရှုံးပါတော့ ကိုမိုတင်းကလုံးဝအတက်တင်ဆော့တဲ့အတင်ဟုတ်တယ်ဗျတကယ်လို့တိုက်စစ်ကောင်းတဲ့အတင်နဲ့တွေ့ရင်ကျွန်တော်လုံးဝဘူးဘောချမယ်အတင်မျိုးပေါ့ဗျတိုက်စစ်ကောင်းမှခံသိညမယ်ဆိုရင်ပြေချာပေါ့ဘူးဘောချမယ်ဒီပွဲဘာဖြစ်လို့လဲဆိုတော့သူဆော့ထားတဲ့နောက်ဆုံးအင်ကွင်းပွဲပေါ့နော်ကျွန်တော်6ပွဲဆက်ဘူးဘောချထားတယ်နောက်ဆုံး3လုံးပေါ့နော်3လုံးမှ3လုံးရအချက်မှရှိနေတာပြရတယ်ပေါ့နော်အမ်ဘိုလီအတင်းရဲ့အဝေးခွင့်၅ပွဲကိုကြီးမဲ့ဆိုရင်ကာရာဖောင်ကြီးမဲ့ဆိုရင်အမ်ဘိုလီအတင်းရဲ့အဝေးခွင့်တအားညံ့နေပါ တားညံ့တယ်ကျွန်တော်တို့တပွဲတကြီးလေးပွဲရှုံးပါဗျာဒါမှရှုံးထားတဲ့အသင်းတွေကလည်းအသင်းကြီးတွေဖြစ်နေတာပြန်မြင်ရတယ်ဗောနောအင်တာမီလန်ဂျူဗင်တာဦးဒီနဲ့တိုရီနိုဆိုမှရှုံးထားတယ်တွေ့ရတယ်ဗောနောဆိုဒီပွဲတွေမှာတော့ကျွန်တော်ကိုမောအတင်းတကူသွင်းလိုက်တာနဲ့ကျွန်တော်တို့အချိုးအမြတ်ကတော့အများကြီးရှိမှာဗောနော60လောက်နိုင်မယ်ပွဲလည်းဖြစ်တယ်ဗောနောဆိုကျွန်တော်ဒီလက် head to head ကိုကြည့်မှဆိုရင်3ချိန်ရှိတယ်ကျွန်တော် Ampoli အသင်းက3ချိန်လောက်မရှုံးထားဘူး2ချိန်နိုင်တယ်တစ်ချိန်ကတည်းရှိတာတွေ့ရတယ် ီပွဲစဉ်ရနိုင်ငံရန်တော့မှာတော့ကိုမိုက59အမ်ပိုလီက19ခန်းတော့ရှိတယ်ပေါ့ဗျာကျွန်တော် wins web ပေါ့ကြီးတွေကိုကြည့်ရမှာဆိုလို့ရှိရင်တော့ wins web ဖွင့်ထားတဲ့ voting news score yes ကိုဆိုရင်ကျွန်တော်တို့နှစ်ဆနီးပါးလောက်ပေးထားတယ် no ဆိုရင်တော့1800လောက်ပဲရမှာပေါ့နော်မိနစ်90အတွက်မှာအနည်းဆုံးကျွန်တော်တို့နှလုံးနဲ့တောင်းလုံးကြားထဲမှာရောက်မယ်ဆိုတော့ကြည့်တော့ဖွင့်ထားတယ်နှလုံးနဲ့တောင်းလုံး တောင်းလုံးတော့တော်တော်လေးချက်ချင်းမှာပေါ့ဗျာ။အမိုးလေးအသိန်း900ကိုချက်ချင်းမှာပေါ့။ကျွန်တော်ကိုမအသိန်းကနှလုံးလောက်တော့ရပါမှာဆိုတော့ခြေဖွင့်ထားတယ်။အမိုးလေးအသိန်းကတော့တကူရဖို့တော့မလွယ်ဘူးဆိုတော့ခြေဖွင့်ထားတယ်။ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာပေါ့နော်။ကိုမဘော်ဒီကြိုက်တယ်ဗျာ။ကိုမကျွန်တော်သဘောကျတယ်ပေါ့နော်။တကယ်လို့ကျွန်တော် wins ပဲရိုက်မယ်ညီကိုလေးဆိုရင်တော့ over 1.5 goal ကျွန်တော်ထိုးဖို့အချမ်းခံပေးချင်တယ်ပေါ့နော် ဒီပွဲမှာကိုမွန်နိုင်တဲ့လို့ကျွန်တော်ထင်တယ်ဗျာ။အဲ့ဒါကိုမွန်ကအင်္ဂွန်ပွဲတဲ့နေမှာအလောက်ကြီးညံ့လာတာမဟုတ်ဘူးဗျာ။ဂိုးတွေအပြန်လန်ထက်နိုင်တယ်ဗောနော်။နာပိုလီလိုအတင်းအောင်နိုင်ထားတယ်။ဦးဒင်းနဲ့လိုအတင်းအောင်နိုင်ထားတယ်ဗျာ။ရိုမားလိုအတင်းအောင်နိုင်ထားတယ်။တော့ဒီပွဲစဉ်မှာသူတို့နိုင်သွားမယ်လို့ကျွန်တော်ထင်တယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲကိုတုံးတက်ရမယ်ဆိုရင်ဗနက်စီယာနဲ့ဘူလော့ညာဗောနော်။ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဝေးခွင့်အတင်းဖြစ်တဲ့ဘူလော့ညာပေးထားတာကတော့တလုံး9ဖန်နိုင် ကိုပေါင်းကျရနှလုံး60ရှုံးလက်ရှိဇယအနေထားကိုကြည့်မယ်ဆိုရင်ချန်ပီယံလိဝင်ခွင့်တနေရာကိုဘိုလောညာရောက်နေတယ်ဗောဗျာအဆင့်၄ကိုရောက်နေတယ်ကျွန်တော်အီတလီစီးရီးယားမှာဆိုရင်၄ပွဲပဲရှုံးထားတယ်တကြီးဆက်တပွဲဆော့ထားတာဗောနော်53တောင်းမှရှိမယ်ဗောဗျာဗနက်စီယာတင်းကတော့လုံးဝတန်းစင်းဆောင်ထဲမှာရှိတယ်သူကတော့အိမ်ကွင်းပွဲလည်းဖြစ်တယ်ဒီပွဲမှာတော်တော်လေးရောင်းကန်လာမယ်လို့တော့ကျွန်တော်တောင်းတမိတယ်ဘာလို့ဆိုတော့အစင်းစကူ20မှာပေါ့နော်သူ့အပေါ်မှာ MPL 20နဲ့အပေါ်မှာလက်ချီ25 ဘောနောကျွန်တော်မျိုးလင်းချက်တော့ရှိသေးပါတယ်ဗျာတကယ်ဂျုံးကန်လာမယ်ဆိုရင်ဘောနောဆိုဒီနှစ်တင်းရဲ့ပထမအကြော်တော်ကတော့ဘုရညာအတန်တရီစီဆိုတဲ့ရလနဲ့အပြတ်တတ်နိုင်ထားတာတွေ့ရတယ်လက်ရှိကျွန်တော်ဗနက်စီယာရဲ့အိမ်ခွင်ကာရဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်အိမ်ခွင်မှာ၃ဘွဲတည်နေဘွဲရှုံးပေါ်တော့ကျွန်တော်တည်ကြထားတာနာပိုလီလာစီယိုဆိုတဲ့အသင်းတွေကိုသူတည်ဆော့ထားတယ်ခံဆော့ထားတာပေါ့ဗျာဗီရိုနာကိုတည်ဆော့တယ်ပေါ့နော် ဒီကျွန်တော်၅ဘွဲ့မှာကြည့်မယ်ဆိုရင်ရကုတကူပေးရထားတဲ့ကုအတော်တော်လေးစိုးတယ်ဗျခန်းစစ်ကိုတော်တော်လေးဦးစားပေးထားတာမျိုးတွေ့ရတာပေါ့နော်ကုတကူမပေးရရင်ကုမသွင်းခံရရင်အဲ့လိုဝင်ဦးစားပေးနေတာမျိုးပုံစံမျိုးတွေ့ရတယ်ခုတူဖောက်ကနေနောက်ဆုံး၅ဘွဲ့ပေါ့နော်ဘုလိုညာကျတော့စမ်းကျင်ပဲဖြစ်နေတယ်ဗျနောက်ဆုံး၄ဘွဲ့ဆက်ဘနာတိုရီလာလီဂါမှာဒီအီတလီစီးရီးယားမှာဆိုရင်ဘုလိုညာကနောက်ဆုံးဆော့ခဲ့တဲ့ပြိုင်ပွဲဆုံး၄ဘွဲ့ဆက်လုံးဝမရှုံးထားဘူးအဝေးဝင်းကာရော့ဖောင်၅ဘွဲ့ကိုကြည့်မယ်ဆိုရင်တော့ တပွဲနိုင်သုံးပွဲတည်းတပွဲရှုံးအရှုံးထားလဲပါမအောင်မထင်မှတ်ပဲရှုံးထားတာဆိုတော့အင်တာမီလန်အမ်ပိုလီလက်ချီဗီရိုနာပေါ့နော်ဒီလိုအတင်းတော့သူဆော့ထားတယ်ဒါပေမဲ့ဘလောညာအတင်းကကျွန်တော်ကျွန်တော်တိုက်စစ်အတက်ကင်ဆော့တဲ့အတွက်သူနောက်တန်းနေတာတစ်ချက်ချက်ပွင့်ပွင့်သွားတယ်ပေါ့နော်အတက်ကင်ကောင်းတဲ့အတင်းနဲ့တွေ့ရင်သူလည်းဂိုးသွင်းခံရတဲ့တယ်ပေါ့နော်ဆိုတော့ဗနက်စီကတော့လုံးဝကျွန်တော်တို့ဒါခံစစ်ပဲဦးစားပေးလာမလို့တော့ထင်တယ်ဗျာဒီပွဲလည်း head to head အနေထားကိုကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံးဆွဲခဲ့တဲ့၅ချိန်မှာဆိုရင်အာဘူလောညာပေါ့နော်ကျွန်တော်တို့ဒီအခုလက်ရှိရှိတဲ့ Kara Farm ဆိုရင်တစင်းပြောင်းသွားပြီပေါ့ဗျာတစင်းပေါ့နော်တစင်းမြင့်သွားပြီပေါ့သူကစားသမားတွေရောသူတို့ player တွေရောပေါ့နော်ဆိုတော့ head to head ၅ဘွဲမှာဆိုရင်ကျွန်တော်ဘူလောညာအတင်က၅ချိန်နိုင်ထားတယ် Venecia အတင်က၅ချိန်နိုင်ထားတယ်ဒီချိန်တော့တည်ချထားတယ်တွေ့ရတယ်5 out 3ချိန်5ပေါ်၅ချိန်ချထားတာမျိုးလားတွေ့ရတယ်ပေါ့နော် ကျွန်တော် wise web ပေါက်ကြီးတွေမှာချိမဲ့ဆိုရင်တော့ botin news ကို yes ကိုရမယ်ဆိုရင်နဆပေးထားတယ် no ရမယ်ဆိုရင်ကျွန်တော်1900ရမယ်ပေါ့နော်မိနစ်90ဒေါ်လာမှာအနည်းဆုံးကျွန်တော်နှလုံးလောက်ပဲဖြစ်မယ်ဆိုတဲ့ခြေဖွင့်ထားတယ်မိနစ်90ဒေါ်အတွက်မှာကျွန်တော် venesia အတန်းအကူမရနိုင်ဘူးဆိုတဲ့ခြေဖွင့်ထားတယ်ဒါမှမဟုတ်တစ်ခါတလေမှာဘောလုံးဆိုတာလုံးတယ်ပေါ့နော်ဒါခါကြီးကျွန်တော် penalty ရသွားနိုင်တယ်ပေါ့နော်ဒါတွေလည်းရှိသေးတယ်ဗျာ ပြီးရင်ကျွန်တော်ဘူလောညာတင်ရတော့နှလုံးလောက်တော့အနည်းဆုံးတစ်လုံးနဲ့နှလုံးကြားထဲမှာထည့်မယ်ဆိုရဲခြေဖွင့်တာ 1C 2C ပေါ့ဗျာကျွန်တော်လာစီလို့အတင်းတော်ခိုးမရအောင်ဆိုတော့ကျွန်တော်တော်တော်လေးစဉ်းစားယူရမယ်အချက်တစ်ချက်ဖြစ်နေတာတွေ့ရဆိုဒီပွဲစဉ်မှာကျွန်တော်တို့ဒါတော့ကျွန်တော်ကတော့ဒီပွဲစဉ်မှာဘယ်လိုပဲနေနေပါ9ပေါင်းပေါ့နော်ကျွန်တော် one spare ရမယ်ဒီကိုလေး9ပေါင်း3တော့အောက်ကိုရိုက်စေချင်တယ်ဘူလောညာယူရင်တော့ကျွန်တော်တို့နည်းနည်းလေးအန္တရာယ်များမယ်ပေါ့နော်ဘူလောညာအတင်းကကျွန်တော်တို့နောက်ဆုံး၄ပွဲဆက်ပေါ့ဗျာပြန်ပွဲဆုံး၄ပွဲဆက်ခုနကကျွန်တော်ပြောပြီးပြီ မီလန်ကကရီယာရီဗီရိုနာလာဇီယိုဆိုတော့အတင်းနဲ့နိုင်ထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်လက်ရှိကာရာဖောင်ကိုကြည့်မှဆုံးဖြတ်ထားတယ်ပေါ့နော်ဂူပေါင်းပေါ့နော်တောင်းလုံးအောက်ရဲ့အန်ဒါ3.5ဂူဒေါင်းလောင်းပေါ့နော်ကျွန်တော်ဝိုင်းစက်တမားတွေဘော်ဒီမှာတော့ကျွန်တော်ဘူလောညာပဲကြိုက်တယ်ဗျာတယ်လီစီးရီနောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဂျူဘင်တန်နဲ့ဂျင်နွာတို့ပွဲစဉ်ဂျူဘင်တက်ကတော့တလုံးတည်ရေနှလုံး60ရှုံးဂူပေါင်းကြီးပြေးထားတာတွေ့ရတယ်ပေါ့နော်ဂျူဘင်တက်ကတော့နောက်ဆုံးနှစ်ပွဲသက်ရှုံးထားတယ်ပေါ့ဗျာ ဆရာနေထားဦးချင်းမဆိုရင်ဂျူပင်ကအသင်52နံပါတ်ဂျီနိုအားတော့အစင်းစက်နဲ့မှာရှိရ35မှာပေါ့နော်ဂျီနိုအားတော့ဘာမှမျိုးလင်းချက်မရှိပါဘူးရှောင်းလည်းနိုင်လည်းတူတကဘာမှဖြစ်ပါဘူးအရေးကြီးရဂျူဗင်တအတွက်အရေးကြီးရပေါ့နော်ဂျူဗင်တကတော့ဒါဘိုလောညာနဲ့ဆိုရင်တမတ်กว่าတယ်လာဇီယိုနဲ့ဆိုရင်အပေါ်မှာရှိရပေါ့နော်တမတ်กว่าနဲ့ရိုမာ49ဖီယိုရင်တီနာ48ဆိုတော့သူတို့ကဥရောပဝင်ခွင့်တနေရာအတွက်ပြန်ဆန်ဖြစ်နေတယ်ပေါ့ဗျာဒီနှစ်တင်းရကျွန်တော်တို့ပထမအကြော်တော့က ဂျွဗင်တာတန်ရန်သတိစည်းဆိုတဲ့ရလနဲ့အပြတ်တာနိုင်ငံထားတွေ့ရတယ်။လက်ရှိဂျွဗင်တာအတင်းရဲ့အိမ်ဝင်ကာရာဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်တော့၄ဘွဲနိုင်တဲ့ဘွဲရှုံးထားတယ်။အတလန်တာကို4စည်းဆိုတဲ့ရလနဲ့တော်တော်ဆူဆူဝါးဝါးရှုံးထားတယ်ပေါ့နော်။ဂျွဗင်တာကနောက်တန်းတော်တော်ကောင်းတဲ့အတင်းတင်းလည်းဖြစ်နေတယ်ပေါ့နော်။ဒါမှသူ့ရဲ့တချို့ player တွေပေါ့နော်။အရေးကြီးတဲ့ player တွေဒဏ်ရာရတာနဲ့ကျွန်တော်တို့ဒီပေါ့နော်။ဘုံနဲ့အချင်းနဲ့စိုးနေတာမျိုးဖြစ်နေတယ်ပေါ့ဗျ။အဲကျွန်တော်တို့ဒီ အီတလီစီးရီးယားမှာဆိုတော့9ပွဲဆက်ပေါ့9ရောင်မတွင်ထားဘူးဗျာဖီရင်တီနာကိုတတိကြီးအတလန်တာကိုဖိုးစီဆိုတဲ့ရာထဲနဲ့ရှုံးထားတယ်ကျွန်တော်ဒီဂျီနိုအာအသင်းရဲ့အဝေးဝန်းကာရာဖောင်9ပွဲကြည့်မယ်ဆိုရင်ဂျီနိုအာအသင်းက9ပွဲတည်း3ပွဲရှုံးထားတယ်ပေါ့နော်ဂျီနိုအာအသင်းက9ကတော့ရတယ်ဗျာတိုက်စစ်ကောင်းတယ်မဟုတ်ဆိုရိုမာ3-1ဖီရင်တီနာ2-1တိုရီနို1-1ပေါ့နော်ကက်ဂရီယာ3-1ဆိုတော့သူတိုက်စစ်ကအလုတ်ဖြစ်တယ်ဗျာနောက်တန်းမကောင်းအဲဆိုးနေတာ ဒီပွဲစဉ်မှာတော့ဂျူဗင်တက်အသင်းက68ရာခိုင်နှုန်းဆိုမှနိုင်ဂျီရာနှုန်းပေးထားတာတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဟတ်တူဟတ်အနေထားအောင်ကြည့်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံးတွေ့ကြတဲ့9ချိန်ထိပ်တိုက်9ချိန်မှာဆိုရင်ဂျူဗင်တက်အသင်းက2ချိန်နိုင်ထားတယ်ဂျီနိုအသင်းက2ချိန်2ချိန်ရတည်ချထားတာတွေ့ရတယ်9ဟုတ်3ချိန်9ပေါ့2ချိန်ကြားထားတာလည်းတွေ့ရတယ်ပေါ့နော်ဝိုင်းစ်ဘက်ပေါက်ကြီးတွေမှာကြည့်ရမယ်ဆိုရင်တော့ဘိုတင်းတူစကောယက်စ်ကိုပေးထားတဲ့ဂျီယူကြည့်မယ်ဆိုရင် ျွန်တော်တထောင်လောက်ရင်နှစ်ဆကျော်အောင်ပေးထားတယ်မဟုတ်ရိုင်းမယ်ဆိုရင်600ရရမယ်မိနစ်90တော်တော်မှာကျွန်တော်တို့အနည်းဆုံးနှလုံးလောက်ပဲဖြစ်မယ်ဆိုတော့ခြေဦးလည်းဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်မိနစ်90တော်တော်မှာကျူပင်တက်အသင်းအနည်းဆုံးနှလုံးလောက်တော့ထည့်မယ်ဆိုတော့ခြေဖွင့်ထားတယ်ကျွန်တော်တို့ဒီဂျင်နိုအသင်းအဘူးတော့မရနိုင်ဘူးလို့ဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ကျွေးနေအတင်းကလက်ရှိခံစစ်ပေါ်နော်နည်းနည်းလေးလိုအချက်ရှိရဆိုအမှန်တည်းကာရာဖောင်ကတော့နဲ့တင်းလုံးကောင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့နော် ဒါမှလည်းဘလို့ပဲနေနေပါဒီပွဲစဉ်မှာတော့ကျွန်တော်နှစ်ပွဲစဉ်ရှုံးထားတဲ့ဂျူဗင်တက်ဒီဒီဂျိန်တော့အနိုင်ရမယ်လို့ကျွန်တော်ထင်တယ်ဗျဒီပွဲစဉ်မှာကျွန်တော်ဂျူဗင်တက်ဘော်ဒီကြိုက်တယ်ပေါ့နော်ဂျူဗင်တက်ဘော်ဒီကြိုက်တယ်ပြီးရင် over 1.5 goal ဆိုတဲ့ထိုးဖို့အကြံပေးနေတာပေါ့နော် over 1.5 goal ပေါ့နော်အီတလီစီးရီးနောက်ထပ်နောက်ကျပွဲတစ်ပွဲဖြစ်တဲ့2:45မှာကမ်မဲလက်ချီနဲ့ရူမာတလက်ချီအသင်းက၄ပွဲဆက်ရှုံးထားတဲ့အသင်းတစ်ရင်းပေါ့နော် ရူမအတင်းရလက်ရှိကာရဖောင်းတော်တော်လေးဘောနောမိုးပြန်နေတယ်ဘောနောရူမအတင်းရတော့တိရတဲ့အတိုင်းမှာဝေးကွင်းကနေကျွန်တော်ပြီးထားတာကတော့တလုံး80နဲ့9ပေါင်းကျင်းနှလုံး6လက်ရှုံတလုံး80နိုင်မလေးအပြည့်နီးပါးလောက်နိုင်မယ်ဘောနောဆရာနေထားခြင်းမဆိုရူမအစင်ခုံအင်ရှင်အတင်းပြတဲ့လက်ချီရတန်းစင်းဆောင်ထဲမှာ95မှာပေါ့ဗျာအစင်ဆက်ခုံမှာရှိတယ် ဆိုပထမအကြော့ငါကြည့်မယ်ဆိုရင်ရိုမာအသင်းရဲ့ဖိုးဝမ်ဆိုတဲ့ရလနဲ့နိုင်ထားတယ်။လက်ရှိလက်ချီအသင်းရဲ့ဂရန်ဖောင်ကြည့်မယ်ဆိုရင်တော်တော်လေးဆူဆူဝမ်းဝမ်းဖြစ်နေတယ်ပေါ့နော်။အီတလီစီးရီးမှာ၄ဘွဲ့ဆက်ရှုံးထားတယ်ဗျာအင်ကွင်းအဝေးကွင်းသူရှုံးတာကတော့ကျွန်တော်ဦးတီနစ်ရှိမယ်ဖီရင်တီနာမီလန်ဂျီနိုအာဆိုမှရှုံးထားတယ်။ဂိုးတွေကတော့ရတယ်ဗျာ။ခံစစ်တွေကတော်တော်ယူယွင်းနေတယ်ပေါ့နော်။ အင်္ဂွမဆော်ထားတဲ့ကာရဖော်၅ဘွဲကိုကြည့်မယ်ဆိုရင်အင်္ဂွမနိုင်ဘွဲပျောက်တာကိုကျွန်တော်၆ဘွဲပဲရှိပြီလာဒီယိုအင်တာမီလန်အဲကျွန်တော်ဦးဒီနေမီလန်အကုန်လုံးသူရှုံးထားတယ်ပေါ့နော်အင်္ဂွမဆိုရင်ကျွန်တော်ရကူပေါ့နော်နောက်ဆုံးဆော့ခဲ့တဲ့၆ဘွဲမှာဆိုရကူ၃ဘွဲပဲရှိတယ်ဗျာရိုမာတင်းရဲ့လက်ရှိကာရဖော်ကိုကြည့်မယ်ဆိုရင်တော့အဝေးကွင်း၅ဘွဲကိုကြည့်မယ်ဆိုရင်ရိုမာလုံးဝပြန်နေရတယ်၄ဘွဲနိုင်တစ်ဘွဲသေးပေါ့ဗျာ ခုမှတင်တော့ပွင့်ပွဲတွေမှာဆိုရင်တော့1 z 1 z ဆိုမှကတ်နိုင်တာလေတွေ့ရတယ်ဒီပွဲစမှာနန္နရီစတော့များမှတင်တယ်ရိုမအတင်ရေးဖို့ပေါ့နော်လက်ရှိကာရာဖောင်းအနေထားကိုကြည့်မယ်ဆိုရင်ရိုမသာသာ head to head အနေထားလေးတွေကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွေ့ကြတဲ့9ချိန်မှာဆိုရင်ရိုမအတင်က3ချိန်နိုင်ထားတယ်2ချိန်ကတော့တည်ကြထားတယ်ပေါ့နော်ဒီ9ချိန်မှာဆိုရင်9ပေါ3ချိန်9အောင်2ချိန်ကြထားတာတွေ့ရတယ်လက်ရှိအတင်အတိုက်စိတ်ကောင်းနေတယ်ခန်းစစ်ဘန်နဲ့ယူရင်းနောက်တယ် နိုင်ဂျီယာနှောင်းကတော့ရိုမ၅သက်ခွန်လက်ရှိ27ဆွမှာပေးထားတာပေါ့နော်ဝိုင်းစဘက်ကြီးဒီမှာကြီးမှာဆိုရင်တော့ဝိုင်းစဘက်ပေါက်ကြီးဖွင့်ထားတဲ့ကြီးမှာဆိုရင်ဘိုတင်းလူစကောယက်စ်ကိုပေးထားတာတော့တစ်ထောင်အောင်ကိုရာနိုးဆို100ပေးထားတယ်မိနစ်60အတွက်တော့မှဖြစ်မှာ5ပေါင်းကြီးရနှလုံးနဲ့တောင်းလုံးကြားမှာဖြစ်မှာဆိုတော့ကြီးတော့ဖွင့်ထားတယ်ဒါမှလည်းနဲ့အန်တီများတယ်ပြီးလို့ရှိရင်ကျွန်တော်တို့မိနစ်60အတွက်မှကျွန်တော်လက်ချီအတင်းကကံကောင်းရင်တစ်လုံးပေါ့ဗျာ ီအတိုင်းဆိုရင်တစ်လုံးထက်မှပိုနိုင်ဘူးရိုးမအတင်းအနေနဲ့နှလုံးလောက်တော့ရမယ်ဆိုတော့ခြေဖွင့်ထားပါတယ်။အော်ကျွန်တော်ဒီပွဲစဉ်မှာလက်ရှိကာရော့ဖောင်အနေထားအတိုင်းပဲခြေထားတာပေါ့နော်ကျွန်တော်တို့ reach နည်းနည်းများတယ်တစ်လုံး90နဲ့တီးတက်တယ်တီးတက်တယ်ဒါပေမဲ့ကျွန်တော်ဘယ်လိုပဲနေပါဒီပွဲစဉ်မှာရိုးမ body ကြိုက်တယ်ဗျာပြီးလို့ရှိရင်ကျွန်တော် wins ပဲကြိုက်မယ်ညီကိုရီးယားတော့ over 1.5 goal ဆိုတာထိုးဖို့အကြံပေးချင်တယ်ပေါ့နော်ဒီနေ့ကျွန်တော်ရွေးချယ်လာပြီးတဲ့အတင်းတွေကတော့ Spain La Liga မှာပဲ Espanyol ရှိမယ် ဘယ်ကန်နိုရှိမယ်ရီယာမက်တစ်ရှိမယ်ပေါ့နော်အီတလီစီးရီးအမှာဆိုရင်ဂျူဗင်တက်ရှိမယ်ရိုမာရှိမယ်ကိုမိုရှိမယ်ပေါ့နော်ဘိုလောညာပေါ့နော်တကယ်အဆင်ကြီးပဲကျွန်တော်ယူချက်ထားပေးတယ်ဒီကိုတော့အောင်ဆင်ပြေကြပါသေးဗျာနေကောင်းကြမှာချမ်းသာကြပါသေးဗီဒီယိုအဆုံးထိကြည့်ပေးပါလို့တောင်းဆိုချင်ပါတယ်ဗျာဗီဒီယိုအဆုံးထိကြည့်ပေးပါ like subscribe လုပ်ပေးပါလို့အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်